ဖျက်ဆစ်စွာအတွက်မြေဆုံဆဲပြန်ဆောက်ပြီးအေယာဝတီမြစ်ကိုဒုက္ခမပေးသင့်တော့ဘူးလို့တဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေကပြောဆိုလိုက်ပါတယ်။ဥထွန်းထွန်းသိန်းသတင်းပေးပို့ထားပါတယ်ရှင်။မြေဆုံဆဲထူးဆောင်မျက်နှာများအမိနဲ့အောင်ပင်လယ်လူမှုဝန်ကျင်အထူးတော်မဂ္ဂဇင်းထွက်ရှိတဲ့မိတ်ဆက်ပွဲကိုမေလ28ရက်နေ့ကရန်ကုန်မြို့မှာကျင်းပခဲ့ပြီးအေယာဝတီမြစ်ကိုချစ်မြတ်လူတွေကပြောကြားလိုက်ကြတာပါ။အေယာဝတီမြစ်ဖြားမေခမလီခအောက်ဖက်မြေဆုံဆဲစီမံကိန်းကို အရင်အစိုးရလက်ထက်ကရပ်ဆိုင်ခဲ့ပေမဲ့လည်းအခုအစိုးရလက်ထက်မှာတရုတ်နိုင်ငံဘက်ကပြန်လည်ဆောင်လုပ်ဖို့တောင်းဆိုနေတာဖြစ်ပါတယ်။ဒေါ်လေးတို့ပြန်ပြင်းမြဲစွမ်းအင်တွေတခြားနိုင်ငံကြီးတူဒေါ်လေးတို့ဒီဘက်ကိုစဉ်းစားပြီးတော့နော် ARD ကိုလွတ်လွတ်လပ်လပ်စီစဉ်မှုပဲဒေါ်လေးတယောက်တည်းအနေနဲ့ကတော့ဒေါ်လေးဒီအတိုင်းပဲ ယူဆထားပါတယ်အဲ့တော့ဂျန်တဲ့မြန်မာပြည်သူလူထုအားလုံးကလည်းเนาะကိုကိုတင်ထားတဲ့ကိုလိုချင်တဲ့အစိုးရနဲ့အတူအေယာဝတီပေါ်မှာဒေါ်လေးတို့တာဝန်ခြေသွားချခြင်းပါတယ်လို့ပြောချင်ပါတယ်မြစ်ဆုံဆက်ကြောင့်မြန်မာပြည်သူတော်ဝန်လုံးမီတင်းနေထိုင်ကြရတဲ့အေယာဝတီမြေရေခမ်းချောင်းမှုအပြင်မြေကြောင်တလျှောက်အသက်မွေးဝမ်းကြောင်းပြုနေတူကိုပါဆိုဂျိုတက်ရောက်စီမှာဖြစ်ပါတယ်။ဆိုဂျိုဒီကတော့ဆယ်ဆောက်တော့အများကြီးပါ။အတူဖြင့်ကျွန်တော်ဒီ မြစ်ကြီးတွေမှာမြစ်မကြီးတွေမှာဆဲဖြစ်နိုင်မဆောက်ပါနဲ့ရှောင်းရှောင်းလို့ရရင်ရှောင်းမယ်တခြား alternative for တခြားရွေးရလမ်းရင်တခြားနည်းနဲ့ရွေးလိုက်ပါအဲကြရေသုံးချောင်းမှုတစ်ဆက်အသုံးပြုတယ်ဒါပေမဲ့အဲရေသုံးချောင်းမှုဟိုဆဲမုံဘက်နဲ့တခြားသက်သက်နည်းနဲ့ရှိရတော့မဖြစ်တဲ့ဆုံးစုံလို့ကျွန်တော်ဆောက်အောင်မယ်မြစ်ဆုံဆက်တိဆောင်းမဲ့ area ဟာကြီးမားလို့နာကြောင်းရေဝင်ရလဲဒေတာကတက်တော်တွေပြုံးသိမ်းနိုင်ပြီးစီမံကိန်းအကြောင်းပြပြီးတော့တက်ခိုးထုံးမှုတွေလည်းရှိလာနိုင်ပါတယ် တော့ဆက်တီဆောင်မယ်ဆိုတော့နံပါတ်1တက်တော်ရရှင်လက်ခါနံပါတ်2ကအရင်တော့ပစ်ခိုးတဲ့ကိစ္စတွေလက်လန်းမမီခဲ့တဲ့နေရာကပစ်အကောင်းတွေကဆယ်အားပြုပြီးတော့ဆယ်တဲ့ကိုဆက်ချဒါဆရာတို့ကဆယ်နေဆောက်တဲ့အတွက်မကောင်းတဲ့အကျိုးကျိုးပဲမြေဆော်ဆက်စီမံကိန်းကို2017ခုနှစ်စက်တင်ဘာလအတွင်းတမနာဦးထိန်စိန်လက်ထက်ကရရဆိုင်ခဲ့ခြင်းဖြစ်ပြီးတော့အခုတော့စန်းစုကြည်ကောင်းဆောင်မဲ့အစိုးရအသစ်လက်ထက်မှာပြည်နယ်စတင်မှုတရုတ်နိုင်ငံဘက်ကစူးစမ်းနေတာပါပြီးခဲ့တဲ့မတ်လ၄ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာတရုတ်တံအမတ်ကြီးမစ္စတာဟွန်လျန်ကသူ့ရဲ့နေအိမ်မှာသတင်းမီဒီယာနဲ့တွေ့ဆုံခြင်းမှာမြေဆုံဆယ်စီမံကိန်းတွေရောကြီးပေးရတဲ့အထိမဖြစ်နိုင်ပဲအားလုံးနဲ့ခံနိုင်တဲ့နီလန်းကိုအစိုးရတင်းနဲ့ညှိနှိုင်းသွားမယ်ဆိုပြီးပြောကြားခဲ့ပါတယ်မြေဆုံရေအားလျှောက်စီမံကိန်းဟာကချင်ပြည်နယ်မြစ်ချနာမြို့နဲ့28မိုင်အကွာမှာတည်ရှိပြီးဒီစီမံကိန်းကို2009ခုနှစ်လောက်ကစပြီးတော့အမတ်တရလျှောက်စီဆွာဝန်ကြီးဌာနနဲ့တရုတ် China Power Investment CPI တို့အကျိုးတူဆောင်ရွက်နေတဲ့စီမံကိန်းလေးဖြစ်ပါတယ်ကျွန်တော်ထွန်းထွန်းသိမ်းပါ